ရခိုင်ပြည်နယ်ပြည်ထောင်စုကခွဲထွက်လို့မရဘူးပြည်ထောင်စုကခွဲထွက်တာနဲ့မကြခင်မှာရခိုင်လူမျိုးဆိုတာရခိုင်လူမျိုးနဲ့ရခိုင်ပြည်နယ်ကိုပြတိုက်မှကြည့်ရပြတိုက်မှကြည့်ရကျွန်တော်ပြောတာမယုံမရှိနဲ့ပြူဆိုတာဒီကနေ့ပြလို့မရတော့တိုက်ပွဲဖြစ်တဲ့နေရာတွေမှာကြည့်လိုက်ပြည်သူလူထုပဲဒုက္ခရောက်သွားတယ်နော် ဘာမှဖြစ်မလာဘူးပြည်တော်စုကခွဲထွက်မယ်ဆိုရင်ရခိုင်လူမျိုးဆိုတာကိုပြတိုက်မှာတွားကြည့်ရမယ်လို့စစ်ကောင်စီခန့်ရခိုင်လူမျိုးဝန်ကြီးဇော်အင်းမောင်ကဒေါနဲ့မောနဲ့ပြောဆိုပါတယ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းထဲမှာတိုက်အားအကောင်းဆုံးဖြစ်တဲ့အရခတ်တပ်တော် AA ဟာအခုဆိုရင်ရခိုင်တပြည်လုံးနှိပါးကိုတိမ့်ပိုက်ထားပြီးမြို့သုံးမြို့သာတိမ့်ဖို့ကြံတော့တဲ့အခြေအနေလဲရောက်နေပြီဖြစ်ပါတယ်။ အရကတတော်အေအေကောင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတနိုင်ငံလုံးတော်လံပြည်သူတွေလေးစားအကြရတဲ့ရခိုင်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့မင်းအွန်လိုင်းလက်ဝေခံဖြစ်နေကြတဲ့ရခိုင်လူမျိုးဒေါက်တာအေးမောင်လိုစောမြရာဇာလင်းနဲ့ဇော်အေးမောင်တို့လိုလူတွေကလည်းရှိနေတာဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံဟာတယန်စတာလဲပေါ်တယ်လူတွေလဲအကျူလဲသိမ့်မြင့်နေနော်။နောက်ပြီးတော့အလုတ်လုံးနိုင်တဲ့လူငယ်တွေလဲအများကြီးရှိတယ်နော်။အဲ့တော့လွတ်လပ်ရေးရပြီးကြတဲ့က ီဖြစ်ပေါ်လာတဲ့တိုင်းသားအချင်းချင်းဖြစ်နေတဲ့ပဋိပက္ခဟာနိုင်ငံတော်ကပေးနေတာနော်အမှန်မှကျွန်တော်တို့ထက်အများကြီးနောက်ကျကြံခဲ့တဲ့နိုင်ငံတွေအခုကျွန်တော်တို့ကိုကြောတက်သွားပြီနော်လာအိုဒီဘီလင် GDP တွေမြင့်သွားပြီအရင်တော့လာအိုဆိုတာကုန်းတွင်းပိတ်နိုင်ငံကျွန်တော်နှိမ်ပြောတာမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်နိုင်ငံမှာအားလုံးပြည်စုံပါလေရဲ့နဲ့ဒီဘာမှမဟုတ်တဲ့အချင်းချင်းသွေးစည်းညီညွတ်မှုစီးလုံးညီညွတ်မှုပြပြပြီးတော့တိုက်ပွဲတွေဖြစ်နေတာအင်မတန်ဝန်းနေဖို့ကောင်းတယ် ဲ့တော့ဒါတွေကိုမကြခင်မှာဒါတွေကိုရက်ကြတော့ရက်ပြီးတော့အကောင်းဆုံးဒီနိုင်ငံတော်ရဲ့အချုပ်ချအာဏာကိုလိုချင်ရင်တနက်ကင်ပြီးတော်လှန်လို့အဆင်မပြေဘူးပြည်သူပဲဒုက္ခရောက်တာနော်အခုတိုက်ပွဲဖြစ်တဲ့နေရာတွေမှာကြည်လိုက်ပြည်သူလူထုပဲဒုက္ခရောက်သွားတယ်နော်ဘာမှဖြစ်မလာဘူးနော်နှစ်ပေါင်း80နာနီးလာပြီနော်တိုင်းရင်းသားတွေလက်နက်ကင်ပုံကန်တော်လှန် တိုင်းရင်းသားပြည်နယ်ဖြစ်လာသလားတိုင်းရင်းသားနိုင်ငံဖြစ်လာသလားဘာမှမဖြစ်မဖြစ်လာဘူးဘာဖြစ်သွားသလဲမွဲတယ်ဆင်းရဲတယ်ပညာမတက်ဘူးပညာမတက်လို့ဆင်းရဲတယ်ဆင်းရဲလို့ပညာမတက်ပညာမတက်လို့ဆင်းဆင်းရဲလို့ဒုက္ခရောက်အဲ့လိုမုံလုံးဆက်ခုကန့်နေတယ်အဲ့ဒါဟာဒီကနေ့ကျွန်တော်ရက်ဖို့ကောင်းပြီရက်သိမ့်ပြီเนาะကျွန်တော်အဲ့ message ကိုပေးလို့တယ်ကျွန်တော် NCA ဖြစ်ပေါ်လာဖို့အတွက်အများကြီးကြိုးပမ်းခဲ့ရပါတယ်เนาะအစည်းအဝေးပေါင်းများများစွာเนาะလူလူပေါင်းเนาะ ဖွဲ့စည်းတွေအများကြီးနဲ့တွေ့ပြီးတော့ကျွန်တော်တို့တွေလှုပ်လာခဲ့တာဒီ NCA 10နှစ်ပြည့်အခမ်းအနား NCA ကိုပြန်ပြီးတော့ဟိုလှုပ်လိုက်သလိုပဲအင်ဂျင်ကိုနှိုးလိုက်တာနော်အင်ဂျင်နှိုးလိုက်တယ်မကြခင်မှာလဲအခုနိုင်ငံတော်ကလည်းပဲနော်ဒီ EAO တွေကိုဖိတ်ခေါ်ထားတယ်လာပြီးတော့နော်အလင်းဝင်ပါနော်နိုင်ငံတော်နဲ့ပူးပေါင်းပြီးဆောင်ရွက်ပါနိုင်ငံတော်အာဏာကိုလိုချင်ရင် နိုင်ငံရေးပါတီထောင်လို့ထောင်လို့တော်၎င်းတတိပုဂ္ဂလအနေနဲ့တော်၎င်းဝင်းရောက်ရှင်းပြိုင်ပါရှင်းပြိုင်ပြီးတော့နိုင်ငံတော်ရဲ့ဖွံ့ဖြိုးရဖွံ့ဖြိုးတိုးတက်ရတိုးတက်ကြောင်းဝင်းရောက်လောက်ကင်ပါတနတ်ကင်ပြီးတော့တော်လှန်လို့ကတော့လူတွေသေတာပဲဖတ်တယ်မယ်ဘယ်တော့မှနိုင်ငံအာဏာမရနိုင်ဘူးအဲ့ဒီ message ကိုပေးလို့ပါတယ်နောက်တစ်ခုကကျွန်တော်ကဘာပေါ်မှာနော်ပထဝီနိုင်ငံရေးရချင်းဖြစ်သွားပြီ listen နေခင်မမီတော့ ဒီမိုကရေစီဒီပဲလေလူတွေသိစိတ်မဝင်စားတော့အဓိကက national interest အမျိုးသားအကျိုးစီးပွားအဲ့တော့အမျိုးသားအကျိုးစီးပွားတွေကျွန်တော်တို့အားလုံးကကျွန်တော်တို့ solid uni unity စုစည်းတဲ့ system ကခက်စားလာပြီခက်စားတော့ဒါကြောင့်ကျွန်တော်တို့အခု NATO ဖွဲ့ပြီး Binstead เนาะနောက်ကျွန်တော်တို့အဲရှဟိုင်းပူပေါင်းဆောင်ရွက်မှုဖွဲ့ ဒါမျိုးတွေကနိုင်ငံတွေကစုနေကြပြီအဲ့တော့ကျွန်တော်မြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးအိန္ဒိယပါချင်း9နိုင်ငံရှိတယ်အိန္ဒိယပါချင်း9နိုင်ငံမှာအိန္ဒိယကလူဦးရေသန်း1400ရှိတယ်ကျွန်တော်မြန်မာနိုင်ငံသန်း90လောက်ပဲရှိတယ်နော်ပြီးတော့အိန္ဒိယနိုင်ငံကနျူကလ িয়ার ပိုင်တယ်ပြီးတော့ဒီဘက်မှာတရုတ်နိုင်ငံလူဦးရေသန်းထောင်ကျော်ရှိတယ်1300လောက်ရှိသူလည်းနျူကလ িয়ার ပိုင်တယ်ပြီးတော့ဒီဘက်မှာကျွန်တော်တို့ထိုင်းနိုင်ငံလာအိုနိုင်ငံ နော်ဘင်္ဂလားဒေ့ရှ်380လောက်ရှိတယ်နော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာ ရှိတဲ့ကျွန်တော်တိုင်းရင်းသားပြည်နယ်တွေသည်ခွတ်ထွက်လို့မရအောင်ခွတ်ထွက်တာနဲ့အိမ်နီးပါးချင်းတွေရဲ့ဝါမျိုးချင်းကြုံဖြစ်သွားမယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံ တိုင်းရင်းသားများသည်နော်ဒီပြည်တော်စုကြီးမှာပြည်တိုင်းရင်းသားရှစ်မျိုးလက်တွဲပြီးတော့နေမှအဲ့ဒီလူမျိုးတွေအမျိုးဘာသာသာသနာတည်မြဲမယ်ဥပမာဖြင့်ကျွန်တော်ရခိုင်ပြည်နယ်ကြည့်လိုက်ပါဆိုရခိုင်ပြည်နယ် ပြည်တော်စုကခွဲထွက်လို့မရဘူးပြည်တော်စုကခွဲထွက်တာနဲ့မကြခင်မှာရခိုင်လူမျိုးဆိုတာရခိုင်လူမျိုးနဲ့ရခိုင်ပြည်နယ်ကိုပြတိုင်းမှာကြည့်ရပြတိုင်းမှာကြည့်ရကျွန်တော်ပြောတာမယုံမရှိနဲ့ပြူဆိုတာဒီကနေ့ပြလို့မရတော့ဘယ်မှာလဲပြူလူမျိုးပြတိုင်းမှာပဲရှိတော့အဲ့ဒီ message ကိုတော့ပေးလို့ပါတယ်အဲ့တော့ဒီကနေ့ NCA ဆယ်နှစ်မြောက်မှသည်အနာဂတ်မြန်မာနိုင်ငံရွေးကောက်ပွဲအလွန်နော်ခင်မီဖြုံမျိုးတိုးတက်သော ဒီမိုကရေစီပြည်ထောင်စုတည်ကြီးဖြစ်ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကိုလည်းငြိမ်ငြိမ်ချမ်းချမ်းနဲ့ကျွန်တော်ပြောတဲ့စကားအတိုင်းเนาะစီစီလုံးလုံးနဲ့သွားကြပါစို့လို့ကျွန်တော်မေတ္တာရက်ခံခြင်းပါ